မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဘာမေရီကတ်စတိုရီ channel ကနေပြန်လည်ကြိုဆိုပါရယ်ဇလန်းအစမှာပဲဟန်နီတို့မိသားစုဟာဟန်နီငငယ်ကနေငယ်ဘူးတဲ့အမိဘမဲ့အကြောင်းကိုသွားနေကြတာသူတို့သွားနေတဲ့အကြောင်းကမြေပုံထဲမှာလဲမပါသလိုသွားနေတဲ့လမ်းမှာလဲလိုင်းမမိပါဘူးသွားနေမိသားစုတွေဟာစကားတပြောပြောနဲ့ကားမောင်းလာနေသူတို့ရဲ့တာသမီ၃ယောက်ကိုမွေးစားကလေးတွေပါလို့စားနောက်နေကဒီချိန်မှာပဲကားနဲ့အရာတခုကိုတိုက်မိသွားပါတယ် ဒီတော့ဆင်းကြီးလိုက်တဲ့အခါမှာတော့တမိန်နှကောင်ဖြစ်နေပြီးကားပေါ်ကိုပြန်တက်ကထွက်သွားကြပါတယ်။ဒါပေမဲ့လမ်းဘေးမှာလူတယောက်လဲကျနေတာရှိတာကိုသူတို့ကသတိမထားမိလိုက်ကြပါဘူး။အဲ့ဒီနောက်မှာတော့ဟန်နီတို့မိသားစုမိဘမဲ့အကြောင်းကိုရောက်လာပြီးမာမန်နဲ့စီတီတို့ကလည်းနှုတ်ဆက်ကြပါတယ်။ဒီချိန်မှာပဲနင်းနဲ့တွန်းဆိုတဲ့ဒီကြောင်းထွက်တွေလည်းထက်ရောက်လာကြပါတယ်။သူတို့ကဒီမိဘမဲ့အကြောင်းကြီးမှာပဲနေပြီးငယ်ဘဝတွေကိုဖျက်ဆီးခဲ့သူတွေဖြစ်ကဒီကြောင်းရဲ့အကြီးအကဲမစ္စတာဘန်ဒီနာမကျန်းဖြစ်နေလို့လာကြတာပါ။ မင်းနဲ့သူရဲ့တငယ်ချင်းတွေလည်းအဲ့ရတဲ့လဲနေတဲ့ဘန်ဒီကိုသွားပြီးနှုတ်ဆက်လိုက်ကြပါတယ်။အပြင်မှာလည်းသူတို့ရဲ့မိမတွေကအတူထိုင်နေကြပြီးစီဒီကလည်းစားစရာလာချပေးပါတယ်။ဟန်နီတို့လည်းသူတို့ဇနီးတွေကိုခေါ်ပြီးဘန်ဒီနဲ့မိတ်ဆက်ပေးလိုက်ကဘန်ဒီကဟန်နီတို့တငယ်ချင်း၃ယောက်ကိုစောင့်ရှောက်ပေးထားတာဖြစ်ကြောင်းနဲ့သူကြောင့်သာမဟုတ်ရင်အသက်တောင်ရှင်မှာမဟုတ်တော့ဘူးလို့ဆိုပါတယ်။ဘန်ဒီကလည်းဟန်နီရဲ့အမျိုးသမီးနီဒရာကိုမြင်တဲ့အခါမှာထူးဆန်းစွာနဲ့မျက်လုံးပြူးကြီးနဲ့ကြည့်နေပါတယ်။ အပြင်မှာလဲဟန်နဲ့ရဲ့သားနဲ့သမီးကဒီမိဘမဲ့ဂီဟာမှာနေတဲ့ဟပ်ပီကသူတို့နေရမယ့်အခန်းကိုလိုက်ပြပေးနေကသူတို့ရဲ့တစ်ဖက်မှာတကားကိုအစိမ်းရောင်တုတ်ထားတဲ့အခန်းတစ်ခုရှိနေပြီအဲ့ဒီအခန်းကလူမနေတာအတော်ကြာနေပြီမဖွင့်တာ20လောက်ကြာပြီလို့ဆိုပါတယ်ဒါကိုအငယ်ဆုံးခြာတိတ်ကတကားနာကိုသွားပြီးဆက်စုနေလို့ဒီเจ้าမှာနေတိုင်းနဲ့ရန်နီကသူ့အနာကိုလာတိုင်းပြီးအခန်းရဲ့အကြောင်းကိုပြောပြပါတယ်အရင်တော့ကဒီမှာမီရာလို့ခေါ်တဲ့အမျိုးသမီးကြီးတယောက်အလုံးလုတ်ခဲ့ပူးပြီး တရက်မှာတော့မာနီဆိုတဲ့ကောင်မလေးတယောက်နဲ့အပြင်ကိုထွက်သွားရင်မာနီကိုမကောင်းဆိုးဝါးတကောင်ကပြန်မွေးဆွဲသွားတယ်ဆိုပြီးငဲသားမအောင်အော်ဟစ်ပြီးပြန်ရောက်လာခဲ့တယ်။သူမလည်းအယူတယောက်လိုဖြစ်သွားလို့အဲ့ဒီနောက်တော့သူမကိုဒီနေရာမှာပိတ်လောင်ခဲ့ကြတယ်။မိဘမဲ့အကြောင်းကလူတွေအားလုံးလဲမာနီကိုရှာဖို့အပြင်ကိုထွက်သွားကြပြီးမိသားကလည်းတကားကိုအဆက်မပြတ်ထုတ်နေခဲ့တယ်။ဒီအချိန်မှာပဲခီကတကားနားကိုကပ်ပြီးနားထောင်နေတဲ့အတွက်ရန်နီကလက်နဲ့တကားကိုထုတ်လိုက်လို့လှမ်းသွားပါတယ်။ပြီးတော့ဆက်ပြောပြလိုက်ပြီး သူမတကားကိုဘယ်သူမှမဖွင့်ပေးခဲ့ကြဘူးနောက်ဆုံးတကားကို ဖွင့်တဲ့အခါမှာတော့သူမကတိတ်ဆုံးနေတာကိုတွေ့လိုက်ကြရတယ်ဘာလို့ဆိုရင်သူမကတကားကိုသူမရဲ့ကောင်းကြီးမွားတဲ့အထီအောင်တိုက်နေခဲ့တာကြောက်ပါပဲသူမကမာနီကိုတတ်ခဲ့တာလို့အားလုံးကယုံကြည်ထားကြတယ်မာနီရဲ့အလောင်းကိုလည်းတောထဲမှာမြုပ်ထားခဲ့တာလို့ပြောကြတယ်ဒါပေမဲ့ဘယ်နေရာမှန်းဘသူမှမပြောနိုင်ကြပါဘူးပြောနေရင်ရန်နီကတကားကိုထုလိုက်လို့ခီလဲလန်သွားကနှစ်ယောက်လုံးတကားနာကနေထားသွားကြပါတယ်အဲဒီနောက်အန်တွန်ကသူတို့ငငယ်ကဓာတ်ပုံတွေကို ဟန်နီရဲ့ဒါသမီးတွေနဲ့အတူပြန်ကြည့်နေပြီသူရဲ့ငယ်ဘဝအကြောင်းတွေကိုပြောပြနေကဟန်နီကဒီเจ้าမာနေရင်မွေးစားခံရပြီလူကောင်းတယောက်ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်ဒီချိန်မှာပဲခီကနောက်ထပ်ဓာတ်ပုံ Air 1တစ်ခုကိုသွားကြည့်တော့ပုံတွေတစ်ခုမှမရှိပဲ Air 1ကြားထဲကခောက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုတွေးလိုက်ကြပါတယ်အဲ့ဒါကဘသူလဲလို့ခီကမေးတဲ့အခါမှာတော့ဒါကမစ္စမီရာဖြစ်ကသူမကဟန်နီတို့အန်တွန်တို့ငယ်ငယ်ကပြုစုစောင့်ရှောက်ခဲ့တာလို့ဆိုပါတယ်ဒီတော့ခုနလေးနဲ့နားထောင်ထားတဲ့ခီကယူသွားလို့အခန်းထဲတော့ပိတ်ခံရတဲ့တယောက်လားလို့ထားမိပါတယ် ခေါင်းပွင့်သွားအောင်တကားနဲ့စောင့်တာလို့သူသိတာတွေကိုပြောပြလိုက်တော့အန်တော်လည်းမျက်လုံးပြူးသွားပြီးအကြီးကြီးကလည်းလှမ်းတားလိုက်ကြပါတယ်ဒီတော့သူ့ကိုရန်နီကပြောပြတာပါလို့ဆိုပြီးဒီတဲကတယောက်ကဦးလေးတို့တင်ငယ်ချင်းမာနေလေသူကရောဘယောက်သွားလဲမစ်မီရာကသူ့ကိုတော့ထဲမှာတက်ပြစ်လိုက်တာလားလို့ဆက်ဆူစိန်လုံနေတော့အန်တွန်တို့လည်းမျက်နှာပြက်သွားကြကအမေဖြစ်သူကစကားဝင်ဖြတ်လိုက်ပြီးတမင်းစားဖို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ဟန်နင်းနဲ့သူစနီးနဲ့နှစ်ယောက်တည်းရှိနေချင်းခီပြောပြတဲ့မီရာရဲ့အကြောင်းကတကယ်ပဲလားလို့မေးလိုက်တော့ သူမကစိတ်ဖိစီးမှုတွေများလို့ယူသွားတာပါလို့ဆိုပါတယ်။ဒီเจ้าမှာလည်းကလေးတွေကတနည်းကိုတယောက်ပုံမှန်ထွက်ပြေးနေကြလေလို့ပြောကတခုခုကိုပြန်ပြီးအမှတ်ရသွားသလိုငိုင်သွားတဲ့အခါမှာတော့မိမဖြစ်သူကအခန်းထဲမှာဘာရှိလို့လဲလို့မေးတဲ့အခါမှာဘာမှမရှိပါဘူးလို့ဆိုပါတယ်။အဲ့ဒီနောက်ဟန်နှစ်တို့တငယ်ချင်းတောက်ရောက်သားကားထဲကပစ္စည်းတွေကိုထုတ်ရင်းဗန်ဒီကအချိန်သိပ်အများကြီးကြံတော့မယ်မထင်ဘူး။သူမရှိတော့ရင်မိဘမယ်အကြောင်းကိုဘယ်လိုလုပ်မလဲနဲ့သူတို့ဒီနေရာကိုရောက်မယ်လို့အတန်ကြားတယ်လို့ဆိုပါတယ်။ ဒီတော့အန်တော်ကဒီမိဘမဲ့အကြောင်းကိုရောင်းလိုက်ရင်ဘာတွေချတုသွားမလဲမသိနိုင်ဘူးလို့ဆိုကပြောနေပြီခန်းနေကသူတို့ဒီကေဟာကိုမရောင်းနိုင်လောက်ပါဘူးလို့ဆိုကထွက်သွားရင်သူကားရဲ့အရှိမသွေးစားတွေနဲ့သပင်းတွေကိုမြင်လိုက်ပြီဂျက်ဖရီကိုသူနဲ့လိုက်ခဲ့ခိုင်းကသူကားနဲ့တိုက်ခဲ့တဲ့နေရာကိုပြန်ပြီးအတီးပြူကိုထွက်သွားပါတယ်သူတို့ရောက်သွားတဲ့အခါမှာတော့တမင်အသေးအပြင်းလမ်းဘေးမှာလဲကျနေတဲ့ကလေးတယောက်ကိုလည်းတွေ့လိုက်ရပြီးထိတ်လန့်နေကြပြီဆက်သွားရင်ကြံပင်တွေကြားတဲ့ကိုကားတစ်စီးရောက်နေတာကိုမြင်ပြီးကားတဲကိုဝင်ကြည့်လိုက်တော့ ကားထဲမှာတည်နေတဲ့ကလေးတွေကိုမြင်ရပြီးပြန်ထွက်လာတာရဲစခန်းကိုအကြောင်းကြားရင်လဲနှစ်နာရီလောက်ခီးမှရှိနေပြီးဖုံးဆက်မယ်ဆိုရင်လဲဖုံးလိုင်းကမမီဘူးဖြစ်နေပါတယ်နီဒရာကလည်းဂေဟာကဖုံးကိုတုံးကြည့်တော့တုံးမရပဲမာမန်ကဘေးမဆောင်ရသေးလို့လိုင်းပြတ်ခံထားရတယ်လို့ဆိုပါတယ်ဂေဟာမှာကြံခဲ့တဲ့လူတွေလဲစားတော့နေကြရင်အန်တွန်ရဲ့မိမဖြစ်သူကကြီးကြီးကျယ်ကျယ်တွေပြောနေပြီးခြာကျွေးဓာတွေကိုလဲစားစရာကဒါပဲလားလို့ဆိုကပြောနေပြီးလီနာဆိုတဲ့တယောက်ကလည်းဝိတ်ချထားလို့ပါဆိုပြီးဘာမှမစားပါဘူး ။အန်နီနဲ့ဂျက်ဖရီတို့ကသူတို့ငငယ်ကလေးကသူ့ကိုထားခဲ့ပြီးနှစ်ယောက်ထဲသွားနေကြလို့ပြောကာ။ဂျီကလည်းရန်နီကိုသူမီရာရဲ့ဓာတ်ပုံကိုတွေးလိုက်တယ်လို့ပြောတော့အဲ့ဒါတွေကိုသွားမကြည့်ရဘူး။အဲ့ဒါကိုကြည့်မိလို့ဘန်ဒီကနေမကောင်းဖြစ်သွားတာလို့ဆိုပါတယ်။အဲ့ဒီတွေအားလုံးကလည်းအေးအေးဆေးဆေးစားတော့ရင် စကားပြောနေတာကိုစီတီကကြည့်ကအားကျနေပြီ။မာမန်ကလည်းအားမကျဘူးနဲ့မနာလို့မဖြစ်ဖို့ပြောနေပြီ။စီတီကမနာလို့မဖြစ်ပါဘူး။သူတို့တွေလိုလွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းနေခြင်းကြောင့်ပြောနေတာ ဘာမှန်ကသူတို့တွေကပို့ပြီးကောင်းကောင်းမွန်မွန်နေရတယ်ဆိုပြီးသွားအမကြနဲ့သူတို့တွေတကယ်ကောပျော်နေရလားဆိုတာကိုငါတို့လည်းမသိနိုင်ဘူးစီဒီကလည်းနေကငါ့ကိုတနာလို့ငါတော့မှရှိနေပေးတာမလားလို့ဆိုတော့မမှန်ကဒီလိုတွေမတွေးဖို့နဲ့သူတို့နှစ်ယောက်လုံးကိုဘယ်သူမှလက်မထက်ချင်ကြလို့လို့ဆိုပါတယ်ဒီချိန်မှာဆက်စုစဉ်ခီကမိဖို့ကြောင့်လည်းကိုရောက်လာပြီစီဒီရဲ့မျက်နာကအနာကိုဘာကြောင့်ဖြစ်တာလဲလို့မေးတော့ကလုတ်တိုင်းမိပြီးရင်နွေးပူလောင်တာပါလို့ဆိုပါတယ် ချီကလည်းဦးလေးကယောက်ျားပြီးသားတယ်အန်ဒီကလှနေတော့လို့ဆိုကစီတီကိုနမ်းပြီးထွက်ပြေးသွားပါတယ်ခီကရန်နီနဲ့အတူတိတ်ခွေဖွင့်ပြီးတီဗီကြည့်နေရင်စကားပြောနေတော့မှာပဲဂျက်ဖရီဟန်နစ်အန်တွန်တို့ငငယ်ကရိုက်ထားတဲ့အခွေပါရန်နီကလည်းမိဘရှိတာကောင်းလားလို့မေးတဲ့အခါမှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်မကောင်းတာကတော့အဆူခံရတာပဲလို့ပြောကတီဗီမှာလည်းခြေထောက်မတန်နဲ့မစ်မီယာကိုမြင်လိုက်ရပြီသူမငငယ်ကအယမ်းငိုလို့သူ့အဖေကခြေထောက်ကိုရိုက်ချိုးပစ်လိုက်တာလို့ပြောတော့ ကြီးကဒါနဲ့မြအမားကမိဘတွေရှိစေချင်တာလားလို့ပြောနေကမိတောက်ကိုအနီးကပ်ရိုက်ထားတဲ့နေရာကိုရောက်မှာတော့ရန်နီကဆက်ကိုပိတ်ချလိုက်ပြီခီကဆက်ကြည့်ခြင်းတယ်လို့တောင်းဆိုနေပေမဲ့ဒါကိုကြည့်ရင်အိမ်မဆိုးတွေမှတ်ပြီးညာအိတ်လို့မရဖြစ်တတ်တယ်လို့ဆိုပါတယ်အပြင်မှာလည်းဟန်နီတို့နှစ်ယောက်ကထိတ်ထိတ်လန့်လန့်ပြန်ရောက်လာကြပြီးကလေးအလောင်းတစ်ခုကိုလည်းတဲလာကဟန်နီကသူ့ကားနဲ့တိုက်မိထားတာလို့ဆိုပြီးပြောနေကမိဘမဲ့အကြောင်းကကလေးတွေလည်းကားပေါ်မှာတည်နေတာကိုတွေ့ခဲ့တာကိုအန်တုံကိုပြောပြလိုက်ပါတယ် ီတော့ရဲစခန်းကိုဖုံးဆက်ဖို့ကလည်းသူတို့ဖုံးတွေလိုက်မမိတော့ပဲအเจ้าကဖုံးကလည်းတုံးမရတာ၃၄ရက်ရှိပါပြီရဲစခန်းကိုလူကိုယ်တိုင်သွားပြီးအเจ้าချဖို့ဆိုတော့လေအန်နီနဲ့ဂျက်ဖရီကသူတို့မိမတွေထားခဲ့ရမှာစိတ်မချဘူးလို့ပြောနေလို့အန်တွန်ကသူသွားမယ်ဆိုပြီးပြောကပြဿနာတွေအားလုံးကမင်းတို့ပြဿနာလို့လို့ဆိုကထွက်သွားပါတယ်ဒါကိုလည်းဟန်နီရဲ့မိမဖြစ်သူကသူတို့စကားပြောနေတာတွေကိုမြင်သွားပါတယ်ကလေးတွေကလည်းဘီလက်ကုံရှိတဲ့အခန်းထဲကိုဝင်သွားကြပြီဘာလို့အခန်းတွေအများကြီးဖြစ်နေတာလဲလို့ဆိုတော့ ဒီနေရာကအရင်တုန်းကစိတ်တစဈေးရုံဖြစ်ခဲ့ဘူးပြီနောက်တော့မိဘမဲ့အကြောင်းဖြစ်သွားတဲ့အခါမှာအခုအခန်းကခလေးတွေအိတ်တဲ့အခန်းဖြစ်ကအခန်းပပတ်လေးမှာမိရားရဲ့ခြေတန်းတွေကြားလို့ဒုံမနီတော့တာလို့ဆိုပါတယ်တစ်ဖက်မှာလည်းအန်တွန်ကအကားအစည်းတန်းဖြစ်ထားတဲ့နေရာကိုရောက်သွားကကားတွေကိုဝင်ကြည့်လိုက်တော့ခလေးတွေကမတ်တက်ရက်နေပြီးတစ်ဖက်ကိုလှည့်နေတာကိုမြင်လိုက်ရတာတစ်ချိန်တည်းမှာပဲဒုံဆိုပြီးကားတကားကပိတ်သွားပြီသူလည်းပြန်ထွက်လို့မရတော့ပဲ အပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့အမျိုးသမီးတယောက်ကရှိနေပြီးတီတို့ရွတ်ဆိုတန်ကိုလည်းကြားနေရကအနောက်ကိုအဆုံမှာပဲဦးတလုံးကိုတတ်နှင်းမိသွားပြီးဘိုးကောင်တွေထွက်လာကသူ့ရဲ့ကိုပေါ်ကိုတတ်လာပြီးဗဇက်တီနားတွေထဲကိုဝင်သွားပြီးလဲကြတိဆုံးသွားပါတယ်ဒီချိန်မှာပဲအเจ้าမှရှိတဲ့ရေပိုက်ခေါင်းကနေလည်းသူ့ဦးတီထွက်ကြလာပြီးဟန်နင်းနဲ့နီဒရာတို့စကားပြောနေတဲ့နောက်ကိုလည်းချက်အသေးတကောင်ပြုတ်ကြလာပါတယ်ဂျက်ဖရီကလည်းအခန်းထဲရှိနေတော့မိမဖြစ်သူက"သူမဝိတ်တက်နေတယ်လို့ဆရာဝန်နဲ့ပြမယ်လို့ပြောနေပြီး ဂျက်ဖရီကလည်းမင်းကတွယ်လေးရနေတာလीမဝပါဘူးလို့ပြောပေမဲ့မိမဖြစ်သူလီနာကလက်မခံပဲသူပြောတာတွေကိုလက်မခံလို့ဆိုပြီးစိတ်ဆိုးပြီးအခန်းအပြင်ကိုထွက်သွားပါတယ်သူအပြင်ကိုရောက်တဲ့ခါမှာတော့အတန်တစ်ခုကိုကြားလို့တွားအကြည့်မှာအခန်းတကားတစ်ခုကပွင့်နေတာကိုမြင်လိုက်ရပြီပကံကနေလဲအတန်ကြားလို့ကြည့်လိုက်တော့ဓာတ်ချောင်းကိုမြင်ပြီးကောက်ယူပြီးပန်းသီးကိုလှီးစားနေကမန်ကနေလဲသူမကိုသူမကြည့်နေပါတယ်အန်တိုရဲ့မိမကလည်းအိယာပေါ်လှဲနေတော့မှာပဲသူ့ကိုယ်ပေါ်ကိုကင်းချင်များတွေကြာလာပြီး သူမရဲ့ဗဇက်တဲကိုဝင်သွားကလီနာကလည်းမှန်ကြည့်နေရင်သူ့ရဲ့ဘိုက်ခောက်ကိုသူဓာတ်နဲ့လှီးကမှန်တဲမှာတော့သူမကိုသူမလှနေတယ်လို့မြင်နေပြီလေဘင်းကိုလည်းထက်လှီးထုတ်လိုက်ပါတယ်ဒါပေမဲ့သူကအသားတွေကွာကြသွားတာကိုသူမမသိလိုက်ပါဘူးဒီချိန်မှာပဲဂျက်ဖရီထွက်လာတဲ့အခါမှာတော့ကျမတွေ့လျက်သွားပြီမလားလို့မင်းနေကဂျက်ဖရီကလည်းမင်းရဲ့ဓာတ်ကိုချလိုက်ပါလို့ပြောတော့မှသူမကိုသူမတတိထားမိသွားပြီလဲကြသွားပါတယ်ဒီချိန်မှာဟန်နီတို့လည်းထွက်လာတော့ဆေးရုံကိုပို့ဖို့လှုပ်တုံးပါပဲ ဤဘာကလဲပင်းရပြီးအန်ကျင်သလိုဖြစ်လာလို့သူတို့အနာကိုအသွားမှာပဲသူ၏ဒီအန်ထွက်လာပြီးပစက်ထဲကနေကင်းချင်များတွေထွက်ကြလာတာအသားထဲမှာလဲရှောက်သွားနေတာကိုမြင်နေရပြီးသူ့လက်ကိုသူဆွဲခွာပြစ်လိုက်တော့လက်ထဲကနေကင်းချင်များတွေအများကြီးထွက်ပြီးမိလဲကြသွားပါတယ်ဒီတော့ဤဘာရောလီနာကိုပါခေါ်ပြီးဟန်နေတို့လူကြီးတွေကဆေးရုံကိုခေါ်သွားကြပါတယ်ဟက်ပီနဲ့ဆန်ဒီကလည်းအတူရှိနေတော့ဘီလက်ထိုးကစားနေကြပြီးအပီကပဲရှုံးနေလို့စိတ်ဆိုးပြီးဆန်ဒီကိုထွက်သွားခိုင်းကဆန်ဒီနဲ့လည်းအပြန်အလှန်စကားများကြပြီးဆန်ဒီကထွက်သွားပါတယ် ဟန်နီတို့လည်းသူတို့ကားမောင်းသွားနေပြီမဲ့အရှိကိုမရောက်ပဲမိုင်းတိုင်80တက်ကိုပဲပြန်ပြန်ရောက်နေကနီတာကဘာရီဖြစ်နေတာလဲလို့မေးတော့ဟန်နီကသူတို့ငငယ်ကဖြစ်ပျက်ခဲ့တာတွေကိုပြောပြလိုက်ပါတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့25နှစ်လောက်ကမိဘမဲ့အကြောင်းမှမီးလောင်မှုတစ်ခုဖြစ်ခဲ့ပြီးကောင်မလေး3ယောက်တည်ဆုံးခဲ့ကမစ်မီရာကအောက်လန်းအတက်တွေတုံးနေတယ်ဆိုတာကို သိလိုက်ရပြီးသူမကအဲ့ဒီကလေးတွေကိုရေးပူစော်တဲ့အနေနဲ့မိချိုပြီးတက်ပစ်ခဲ့တာလို့ဆိုပါတယ်အနည်းတို့၃ယောက်လဲကြောက်ပြီးထွက်ပြေးဖို့စူးစမ်းခဲ့ဘူးကွာ ပြေးလိုက်တိုင်းမိဘမဲ့အကြောင်းကိုပဲပြန်ပြန်ရောက်နေခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ဟန်နီတို့သုံးယောက်ရင်ဗန်ဒီရဲ့ပေါင်းပြီးမိရာကိုဖမ်းကအခန်းထဲကိုပိတ်ထားခဲ့တဲ့အခါမှာမိရာကအခန်းတကားကိုသူ့ကောင်းနဲ့အဆက်မပြတ်တိုက်နေပြီ။နောက်ဆုံးသူတို့ဖွင့်ကြည့်တဲ့အခါမှာတော့သူမကတင်းနေတာကိုတွေ့လိုက်ရလို့မိရာရဲ့အလောင်းကိုလည်းအဲ့ဒီအခန်းထဲကမှပဲမြုပ်လိုက်ကြပြီးအပေါ်ကနေကွန်ကရစ်လောင်းလိုက်ကြတာပဲဖြစ်ပါတယ်။ဒါကိုမမန်တို့နှစ်ယောက်ကလည်းမြင်သွားကြပါတယ်။ဟပီကလည်းကြွပြစ်ဖို့လုံနေရင်စာအုပ်ချုပ်တဲ့ဂန်းကိုကောက်ကင်ပြီးသူ့လက်ကိုသူမထိန်ချုပ်နိုင်ပဲ ကိုပါဇက်ကိုကိုပြန်ချုံမိသွားပါတယ်ခြေကလည်းတိတ်ခွေကိုပြန်ကြည့်ကျင်လို့တွားပြန်ဖွင့်ကထိုင်ကြည့်နေတော့မှပဲမိသားကိုရိုက်ထားတာကိုမြင်နေရပြီသူ့ရဲ့အနောက်ကနေလည်းရောက်လာပါတယ်ခြေကလက်ကြည့်တဲ့အခါမှာတော့မရှိပါဘူးတီဗီမှာလည်းသူထိုင်နေတဲ့နေရာကိုပြန်မြင်နေရပြီသူနောက်လှည့်ကြည့်လိုက်ပြီးဘာမှမရှိပဲတီဗီကိုပြန်ကြည့်တဲ့အခါမှာတော့မိသားရဲ့ခြေထောက်ကြီးကိုမြင်လိုက်ရပြီခေါင်းကြီးကတီဗီပေါ်မှာဖြစ်နေကခြေလည်းလန့်ပြီးထွက်ပြေးသွားပါတယ်ခီကဟက်ပီရဲ့အခန်းကိုရောက်သွားကာ အဘိကတနန်းနဲ့ထပြနေပြီကလေးကနာလို့အောင်ငုံနေတော့မှာပဲမျက်နာကိုတက်တက်ချိန်ပြီးပြစ်ချလိုက်ပါတယ်ဒီအချိန်မှာပဲဟန်နစ်တို့ကလည်းကားနဲ့ပြန်ရောက်လာကခီကူမမြင်လို့တခြားနေရာတွေကိုလိုက်ရှာရင်ဂျက်ဖရီကလည်းကားနားမှာရှိနေတော့မိမဖြစ်သူကိုကြည့်လိုက်တော့ကားထဲမှာမရှိတော့ပဲအပြင်ကိုရောက်နေကခူတွေကိုအ아야ပါရစားတောက်နေတာကိုမြင်ပြီးထိတ်လန့်သွားကလီနာမင်းဘာတွေလုပ်နေတာလဲလို့မေးတော့မှလီနာလည်းသူ့ကိုယ်သူတတိထားမိသွားပြီးလဲကြသွားပါတယ်နီဒရာကလည်းလူကြီးတစ်ခုကိုမြင်လိုက်လို့အနောက်ကနေလိုက်ကြည့်နေပြီး အခန်းတစ်ခုတည်းကိုဝင်သွားတာကိုမြင်လို့ဝင်ကြည့်လိုက်တော့ဘန်ဒီရဲ့အခန်းပါဂဒင်အောက်ကနေလဲအတန်ကိုကြားလို့ကြည့်လိုက်တဲ့အခါမှာကြောက်ပြားတွေနဲ့ဖုံးမီဖွက်ထားတဲ့အိုးတလုံးကိုတွေ့လိုက်ရလို့အထဲကနေလဲဓာတ်ပုံတွေကိုမြင်ပြီးငိုနေကသူ့ကိုလဲဘန်ဒီကမျက်လုံးပြူးပြီးကြည့်နေလို့အပြင်ကိုထွက်ပြေးလာမှာပဲဟန်နင်းနဲ့တို့ကဟန်နင်းကဘာဖြစ်လာတာလဲလို့မေးပြီးလက်ထဲကဓာတ်ပုံကိုယူကြည့်လိုက်တော့သူတို့ငငယ်ကရွယ်တူမိန်းကလေးတွေကိုဂဒင်ပေါ်မှာထိုင်ခိုင်းပြီးဓာတ်ပုံရိုက်ထားတာဖြစ်ကဘန်ဒီကလည်းပါနေပါတယ် ရှင်တို့ဒီအကြောင်းကိုအရင်ကတည်းကသိနေတာမလားလို့ဆိုကာမစ်မီရာကကောင်မလေးသူကိုကာကွယ်ပြင်းသူမ အသက်ခံခဲ့ရတာမလားလို့ပြောလိုက်ကာအနစ်ကလည်းတယောက်ယောက်ကလက်စားချေဖို့ကြိုးစားနေတာပဲလို့ပြောနေတော့ဇန်ဒီကတပုံတပုံကိုပြလိုက်တော့စီတီငငယ်ကပုံဖြစ်နေပါတယ်သူတို့ကိုလှမ်းခေါ်တာကလည်းစီတီနဲ့မာမန်ပဲလို့ထင်သွားပါတယ်ဒီချိန်မှာဂျက်ဖရီကတုံမင်းမကိုခေါ်ပြီးပြန်ရောက်လာတော့ဂျက်ဖရီကိုလည်းပြလိုက်ကာမာမန်တို့ကလည်းခီကိုရှာမတွေ့တော့ဘူးလို့ဆိုကာ ပြန်ရောက်လာတဲ့အခါမှာတော့ဂျက်ဖရီကမန်မန်ကိုလက်သီးနဲ့ထိုးလိုက်ပြီးညီကြာကလည်းဓာတ်နဲ့ချိန်ထားကငါသားကဘယ်မှာလဲနင်တို့ငါတို့ကိုဘာလို့ဒီကိုပိတ်ခေါ်လိုက်တာလဲလို့ဆိုတော့မန်မန်တို့ကလည်းသူတို့မခေါ်ပါဘူးလို့ဆိုပါတယ်ဒီတော့ဓာတ်ပုံလေးကိုပြလိုက်တော့စီတီကသူ့ဓာတ်ပုံကိုအမြန်ယူသိမ်းလိုက်ပြီးဗန်ဒီကသူတို့ငငယ်ကအာထမပြုချင်းခဲ့တာဖြစ်ကသူမှလည်းဒီထဲမှာပါဝင်ခဲ့ပြီးသူမှချင်းချောက်ခံရလို့မပြောခဲ့တာဖြစ်ကြောင်းနဲ့ကောင်မလေး၃ယောက်ကိုလည်းခေါ်သွားပြီးအကန်းနဲ့ပိတ်ထားပြီးဗန်ဒီကအစိတ်ခတ်ခဲ့တာပါ သူတို့ကိုတတိပေးတဲ့အနေနဲ့လုတ်ခဲ့တာလို့ဆိုပါတယ်။ဒီတော့ဘန်ဒီရဲ့လက်ကနေလွတ်အောင် CD ကသူ့ကိုသူရင်းနှီးပူနဲ့လောင်းချခဲ့တာပါ။မစ်မီရာကကောင်မလေး၃ယောက်ကိုကာကွယ်ဖို့ကြိုးစားခဲ့တာဖြစ်ပြီးဘန်ဒီကမီရာကိုတမင်အကွက်ချပြီးအမှုဆင်လိုက်ကအခန်းထဲကိုပိတ်လောင်ထားလိုက်ကြတာပါ။ဒီထဲမှာဟန်နီတို့တငယ်ချင်း၃ယောက်လည်းပါဝင်နေပြီးမစ်မီရာကကလေးတွေကိုကာကွယ်ဖို့အတွက်ဘန်ဒီတေအောင်အောက်လန်းနဲ့အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ဒီအချိန်မှာပဲကားတိုက်ခံရလို့တေသွားပြီးထင်ပြီးတဲလာတဲ့မိန်းကလေးကအိမ်ထဲကိုဝင်လာတာ တို့ဒီကနေအမြန်ထွက်သွားဖို့လိုတယ်လို့ဆိုပါတယ်။သူမကဖြစ်ပျက်ခဲ့တာတွေကိုလည်းပြန်ပြောပြလိုက်ပြီးသူတို့ကလေးတွေကားနဲ့သွားနေတော့မှကားကတခုခုကိုတိုက်မိသလိုဖြစ်သွားပြီးကားပေါ်ကအမျိုးသမီးကြီးတယောက်တက်လာကကားပေါ်ကကလေးတွေအားလုံးပူးကပ်ကုန်ကြပြီးခုံတွေနဲ့ခေါင်းတွေနဲ့စောင့်နေကြကနားအုပ်ထားတာကိုချုပ်ပြီးအပြင်ကိုဆင်းပြီးတော့ကားလမ်းကိုအထွက်မှာပဲဟန်နစ်တို့ကားနဲ့တိုက်ခံလိုက်ရတာပါ။ဟန်နစ်လည်းစိတ်တူသွားပြီးအဖိုးကြီးဘန်ဒီကိုလဲပင်သွားညင်ကကျွန်တော်ကဆွန့်ပြစ်ပြီးတေသွားလိုက်ရမှာလို့ပြောနေကြ မိမဖြစ်သူကလာတားလိုက်ရပါတယ်ဒီအချိန်မှာပဲနီဒရာကြီးလိုက်တဲ့တစ်တာတွေကကြံနေတဲ့ဓာတ်ပုံကိုမြင်သွားပြီးယူကြည့်လိုက်တော့မိရမှာကလေးတယောက်ရှိနေပြီးကလေးရဲ့နာမည်ကမာနီပါသူတို့ကိုဒီလိုဖြစ်အောင်လုပ်တာမာနီလို့တည်သွားပါတယ်ခီကိုလည်းဟပီကပွင့်ချီခေါ်လာပြီးဒိုင်ယာရထားလို့ဆေးရုံကိုသွားဖို့အပြင်ကိုထွက်တဲ့အခါမှာကားပေါ်ကိုအီပါကပူကက်ခံရပြီးခုံတက်လာကခဏနေတော့တတိပြန်ရလာပြီးသူဘာဖြစ်တာလဲလို့မင်းနေချိန်မှာပဲပြန်ပြီးပူကက်ပြီးကားမှန်တဲ့ခေါင်းနဲ့စောင့်ကပြုတ်ကျသွားပါတယ် ဒီအချိန်မှာပဲအနက်ရောင်ဝိတ်စုံတဲ့အမျိုးသမီးတယောက်ကလေးဘောကိုပြန်တက်ကသူတို့နားကိုကတ်လာတော့အကုန်လုံးကလည်းဝင်ပြေးသွားကအနည်းကလည်းတားပြစ်သူကိုခြိထားရင်ထိန်းချုပ်ခံရပြီလဲကြာသွားပါတယ်။သူထားလို့မရဖြစ်နေကသူ့ရဲ့လက်ဘင်းကိုညှစ်ခံနေရလို့နီဒရာကကူဖို့လှုပ်ချိန်မှာအနောက်ကနေရိုက်ခံလိုက်ရတဲ့အတွက်လဲကြာသွားကသူ့ကိုရိုက်လိုက်တာကရန်နီဖြစ်နေပါတယ်။သူမှတတိယလာတဲ့အခါမှာတော့အိမ်ထဲကိုရောက်နေပြီးအခန်းကြီးတွေကအော်တန်ကိုကြားလို့တကားကိုဖွင့်ဖို့လုပ်တော့ဖွင့်မရပဲ အထဲမှာလည်းအီဘာရဲ့နောက်ကျောမှာအပေါက်အပေါက်တွေဖြစ်လာပြီးအကောင်တွေထွက်လာပါတယ်။ဂျက်ဖရီကလည်းလက်ကိုထိန်းချုပ်ခံရပြီးလက်ချောင်းတွေချိုးခံနေရကအကောင်လုံးကလည်းအော်ဟစ်စူညံနေကြပြီးဒီမှာနေတဲ့ဟက်ပီနဲ့မာမန်တို့လေးယောက်ကိုလည်းရင်းနှီးပူနဲ့ဖျန်းခံထားရကထမရအောင်လှုပ်ထားလို့အော်နေကြပါတယ်။ဆန်ဒီတို့မောင်နှမကလည်းထိန်းချုပ်ခံထားရပြီးသွေးတွေအန်နေကဆန်ဒီရဲ့ကိုယ်ပေါ်မှာလည်းဓာတ်နဲ့ခုတ်ခံရသလိုဓာတ်ဒဏ်ရာတွေပေါ်လာပါတယ်။ဒီတော့အမေဖြစ်သူကတကားကိုဖွင့်ဖို့လုပ်ပြီးမှမရပါဘူး။ နောက်တစ်ခန်းမှာလဲဟန်နင်းတို့သားဖားနဲ့ဗန်ဒီကရှိနေပြီဟန်နင်းရဲ့အနားကိုသွားကဘာဒီဖြစ်နေကြတာလဲလို့ဆိုပြီးခီးရဲ့အနားကိုထပ်သွားဖို့ပြင်တဲ့အခါမှာလေးဘော်ကိုမြောက်တက်သွားပြီးပြန်ပြုတ်ကြကမထနိုင်ဖြစ်သွားတော့မှပဲမီရာရဲ့သမီးမာနီကအနက်ရောင်ဝစ်စုံနဲ့အထဲကိုရောက်လာပြီးရန်နီကလည်းအခန်းထဲမှာရှိနေပါတယ်မာနီကသူမရဲ့အမေကသူမကိုဗန်ဒီရဲ့ညစ်ပတ်တဲ့လက်တွေကနေအဝေးတနေရာကိုတန်းတန်းရှင်းရှင်းနဲ့ရှင်းတန်းစီခြင်းခဲ့တာဖြစ်ကဒါပေမဲ့သူမဆန္ဒမပြေဝခဲ့ဘူး ဒီညနင်တို့အားလုံးသိရမယ်လို့ပြောလိုက်ပါတယ်။ညီတာကလည်းသူတို့နဲ့မဆိုင်ဘူးလို့ပြောပေမဲ့အဲ့ဒါကမကောင်းမှုပဲလေလို့ဆိုကဒါဆိုပါလို့ကားပေါ်ကကလေးတွေကိုတတ်လိုက်ရတာလေလို့ဆိုတော့သူတို့ကဒီနေရာမှာနေရမယ့်အစားတည်သွားတာကမှကောင်းပါလေလို့ပြောနေပြီ။သူဒီမှာရှိနေတာကမင်းတို့အတွက်ငရဲကိုဖန်တီးပေးခြင်းလို့ဖြစ်ပြီးတည်သွားပြီးရင်ငရဲဆိုတာတကယ်ရှိလားမသိနိုင်လို့နင်တို့အားလုံးငရဲကိုသွားဖို့တေးချအောင်လုပ်မှလို့ဆိုပါတယ် တပတ်မှလည်းအော်ဟစ်ဆူညံနေပြီးဘန်ဒီရဲ့ကိုကဒဇင်ကိုရန်နီကဆွဲထုတ်ကသူမရှိကိုလာချပေးပြီးချုပ်ထားတာကိုလှုပ်ပေးလိုက်တဲ့အခါမှာနီဒရာကကောက်ယူပြီးမာနီကိုတိုက်ခိုက်ပေးမယ်မရပါဘူးနေယောက်ျားကိုတိုက်ရင်ကလေးတွေကိုလှုပ်ပေးမယ်လို့ဆိုကလက်ကိုထိန်းချုပ်ပြီးဟန်နီရဲ့လေပင်ပေါ်ကိုတင်ထားလိုက်တော့ဟန်နီကလည်းသူ့ကိုတတ်ပြီးကလေးတွေကိုကယ်ပါလို့ပြောနေပါတယ်နီဒရာကလည်းငိုနေရင်မာနီကထိန်းချုပ်ကလှုပ်ဖို့တိုက်တွန်းနေချိန်မှာပဲအနောက်ကနေသူ့ကိုခီကတန်ချုံနဲ့ထိုးချလိုက်ပါတယ် သူမတန်းကြုံကိုပြန်ဆွဲနှုတ်လိုက်တဲ့အခါမှာပဲနီဒရာကဒဇင်းနဲ့ပြေးပြီးလေဘင်းကိုခုတ်ချလိုက်တာလေဘင်းပြတ်ကျသွားပါတယ်ဒီတော့ရန်နီကဝင်ပြီးရိုက်နှက်နေလို့ဟန်နီကဆွဲချုပ်ထားလိုက်ပြီးမာနီကကောင်းပြတ်သွားတာတော့မသိနိုင်သေးပဲနင်းတို့အားလုံးဒီနေရာကနေထွက်သွားလို့မရဘူးအားလုံးတည်ရမယ်လို့ဆိုကကိုလုံးကြီးကထလာပြီးသူကောင်းကိုသူပြန်ပြီးကောက်တက်ကအနာကိုတိုးလာတဲ့အခါမှာနီဒရာကဖျောင်းနိုင်မင်းနဲ့ပြစ်လိုက်တော့မီးလောင်သွားပါတယ်ရန်နီကလည်းဒါကိုမြင်တော့အော်ဟစ်ငုံနေပြီရန်နီကိုလည်းခေါ်ကအကုန်လုံးအပြင်ကိုထွက်ပြေးကြတော့ ဟန်နစ်ကိုဘန်ဒီကသူ့ကိုကဲဖို့တောင်းဆိုနေပေမဲ့ဟန်နစ်ကထားခဲ့လိုက်တဲ့အတွက်ဘန်ဒီလည်းမီးလောင်သွားပါတယ်။အဲ့ဒီနောက်မှာတော့ခီကပုံမှန်အတိုင်းကြောင်းပြန်တက်နေပြီးစီဒီနဲ့အမေဖြစ်သူက လာကြုံနေကကားပေါ်ကိုရောက်တဲ့အခါမှာတော့နီဒရာကကားရဲ့ဘက်ကြည့်မှန်ကနေအနောက်မှာမာနီကိုမြင်လိုက်ရလို့ကားပေါ်ကနေစင်းကြီးတော့ပျောက်သွားပါတယ်။မိဘမဲ့အကြောင်းကိုလည်းရောင်းချလိုက်ကဝယ်တဲ့လူတွေကပြင်ဆင်ဖို့လုပ်နေတာကိုမြင်ရပြီးဇလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီး စိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစီလို့ဆူတောင်းပေးရင်ဏီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ